ျွန်တော်ပြီးခဲ့တဲ့ video clip မှာတော့ဖြစ်ရင်ကျွန်တော်တို့ revit ထဲမှာရှိတဲ့ကျွန်တော်တို့ဖန်တီးပေးတာ element တွေကိုဒီကနေမှ category လိုက်ကျွန်တော်တို့စထုတ်ပြီးတော့အဲ့ဒီ element တွေရဲ့ information တွေကိုကျွန်တော်တို့ x dynamo အသုံးပြုပြီးတော့ extra လုပ်တဲ့အကြောင်းလေးကိုတပြဆွေးနွေးထားပါတယ်ကျွန်တော်တို့ဘယ်လို information တွေ extra လုပ်ထားလဲဆိုတော့ user id sorry element id ပြီးလို့ရှိရင် element level အဲ့ဒီ element တွေရှိတဲ့ level ပြီးတော့ အဲ့ဒီ element ရဲ့ parameter တွေဖြစ်တဲ့ height offset တို့ area တို့ parameter တို့ volume တို့ကိုကျွန်တော်တို့ extract လုပ်တော့တင်ပြဆွေးနွေးပြီးဖြစ်ပါတယ်အဲ့တော့ဒီ video clip မှာတော့ဖြစ်ရင်ကျွန်တော်တို့ extract လုပ်လိုက်တဲ့ information တွေကိုကျွန်တော် excel sheet မှာဘယ်လို document လုပ်မလဲဆိုတဲ့အကြောင်းပေါ့နော်အဲ့တော့အဲ့ဒီတွေ့ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ excel sheet ကိုကျွန်တော်တို့ပို့ဖို့လိုပါတယ်အဲ့ဒီ tools ကဘယ်အောင်မှရှိလဲဆိုတော့ library မှာရှိတယ် office out မှာ right to find ဆိုတာရှိပါတယ် rectify ကိုနှိပ်လိုက်မယ်ဆိုရင်သူဒီသူထဲကို input လုပ်ဖို့အတွက် information တော်များများထည့်ဖို့လိုပါတယ်။ဒါမှမဟုတ်သူအနေနဲ့ find path find path အတွက်ကျွန်တော်တို့ကဘာလုပ်လဲဆိုတော့ find find path ကိုဆိုရဲ note လုပ်ပါမယ်။ပြီးရင်အဲ့ဒီမှာကျွန်တော်တို့နေရာပေးဖို့လိုပါတယ်ဆိုတော့အာလောလောဆယ်ဘာမှမရှိသေးဘူးဆိုတော့အဲ့တော့ကျွန်တော်ဗာပေးမယ်ဆိုတော့ QDO exercise 1ဆိုပြီးတော့ပေးပါမယ် QDO u t o e x e r c i s e exercise 1 x l s x ဒါ exercise file session ပေးဖို့လိုပါတယ်ပြီး open ဖွင့်လိုက်ပါဒါဆိုရင် file ကကျွန်တော်တို့ပို့လိုက်တဲ့ information တွေအဲ့ဒီ file တွေအောက်မှာသတင်းနေမယ် sheet name မှာဘာထည့်မလဲဆိုတော့ကျွန်တော်တို့ scope plot လေးပဲတုံးလိုက်ပါမယ် double click နေမယ်ပြီးရင် string နေနဲ့ဘာလာမလဲဆိုတော့ flow info f l o w info info ကိုသုံးလိုက်ပါမယ်ပြီးလို့ရှိရင်ဘာလာမလဲဆိုတော့သူ့ကို she name နဲ့ချိန်ပေးလိုက်မယ်ပြီးရင် start row နဲ့ stop column မှာဘာလာမလဲဆိုတော့ကျွန်တော်0ပဲထားပါမယ်ကျွန်တော် list တွေအားလုံးဒီစတာ0နဲ့စတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ list ဒီတိုင်း exam ဆိုရင်လည်းဇီဟာခွက်ရှိမယ်ဇီဟာခွက်ရဲ့ left upper corner ဒီအာ row အတွက်ဆိုရင်0 column အတွက်ဆိုရင်လည်း0ပဲဆိုတော့ ကောင်းလို့လို့ရှိရင်1နဲ့ကောင်းမလို့0နဲ့ကောင်းလို့တဲ့ဒါကြောင့်မလို့ဒီမှာဒီမှာမြင်နေတိုင်းပဲပေါ့နော်အဲ့ပြီးရင် third data information ကိုဒီထဲကိုထည့်လိုက်ပါမယ် override လောက်မှမလို့ဘူးဆိုတော့သူ့ရဲ့ default ကတော့အာဘာဖြစ်နေလဲဆိုတော့ false ဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့ကကျွန်တော် update လုပ်ရတဲ့အချိန်မှာအကုန်လုံးကို override လုပ်ချင်တယ်ဆိုရင်ဒါ true လို့ပို့လို့မယ်အဲ့ဒီအတွက်ဘာရှိလဲဆိုတော့ဒီထဲမှာ boolean ရှိတယ် boolean ဆိုတဲ့ notes ကိုသုံးမယ်အဲ့တော့အမြဲတမ်းကြီး true ဖို့မလို့အမြဲတမ်းကြီး false လုပ်ဖို့မလိုဘူးသူရဲ့လိုအပ်ချက်ပေါ်တော့မူတည်တာပေါ့တော့ဆိုကျွန်တော်တို့က true လေးနဲ့ထားလိုက်မယ်ဟမ်ပြီးရင် run လိုက်မယ်အာ true နဲ့အခု force လေးတွေပဲထားမှာပေါ့ဗျာပြီးရင် run လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ AZ တွေပဲတက်လာလိုက်မယ်အဲ့တော့ဒီနေရာမှာ to see တာ blue see လဲဆိုတဲ့အခါကျတော့အာဒီ parameter တွေရဲ့ information တွေကိုဒီလိုအလိုက်စီတယ်ဒါဒီ user id ဒါဒီ level ဒါဒီ offset ဒါဒီ area ဒါဒီ parameter ဒါဒီ volume ပေါ့ ကျွန်တော်လိုချင်တာအဲ့လိုမဟုတ်ဘူးကျွန်တော်ချင်တာဟာဒီ ID level offset area parameter volume ဒီလိုလိုချင်တာနော်အဲ့ခါကျတော့လက်ရှိအခြေအနေကအဆင်မပြေဘူးအဲ့တော့ဒါလေးပြလိုက်မယ်ပြီးရင်အခုလိုပြောင်းမှုအတွက်ဘာလုပ်မလဲဆိုတော့ transport ဆိုတဲ့ node လုပ်မယ် T R A N S P O S E transport ဒီကုနာ horizontal ဖြစ်နေတာကို vertical ပြောင်းလိုက်မယ် this yes. ဒီဒီကိုပို့လိုက်မယ် list ဒီ run လိုက်မယ်ဒါဆိုရင်ကျွန်တော်လိုချင်တဲ့အတိုင်း ID level offset ပြီးလို့ရှိရင် area parameter volume ဆိုပြီးတော့ရမယ် okay အဲ့ဒီနေရာမှာကျွန်တော်တို့ကအပေါ်မှာ header လေးထည့်ခြင်းတယ်ဒါဒီ ID ဒါဒီ level ဒါဒီ offset ပေါ့နော်အဲ့ဆိုရင်မလုပ်မလဲဆိုတဲ့ခါကျတော့ဒီနေရာမှာ add item to front ဆိုတဲ့ note လေးကိုတုံးမယ် နှုတ်ကို transpose ရဲ့အနောက်မှာထားမယ် list က list ကိုသွားပြီးရင်အာဒါလေးကိုဖြုတ်လိုက်ပြီးရင် item နေရာမှာကျွန်တော်တို့က code block လေးပဲတုံးမယ်တွင်ခွင်းလေးနဲ့စမယ်ပထမအဆုံးကောင်က id ဒါ string ကြီးဖြစ်တယ်ဒုတိယကောင်က level တတိယကောင်က offset level offset ပဲ level offset level offset ကို space လေးချလိုက်ရသေးတယ်ပြီးလို့ရှိရင် comma လာမယ်ပြီးရင် area ပြီး parameter r a m e d a parameter a parameter ပေါ့ p e r i m e t e r parameter comma ဒီ volume ီချိန်မှာကျွန်တော်တို့ semicolon နဲ့ပိတ်ချလိုက်မယ်ဆိုရင်ကျွန်တော်ကုတ်ကြီးနေသွားလိမ့်မယ်။ဘာဖြစ်လို့နေသွားလဲဆိုတော့ကျွန်တော်ကွင်းတုံကွင်းလေးနဲ့ပိတ်ဖို့ကြံပါလို့။အဲ့တော့ဒီကုတ်မှာရေးတဲ့အခါမှာသူ format တိုင်းမဖြစ်ဘူးဆိုလို့ရှိရင်သူဒီနေနေလိမ့်မယ်။အဲ့ဒီကုတ်ဒီတုံးမရအောင်ဆက်သွားပါဦးနော်။အဲ့တော့တုံကွင်းလေးပိတ်လိုက်တော့မှသူဒီအဆင်ပြေသွားလိမ့်မယ်။သူရဲ့ output တွေ two state ထွက်လာလိမ့်မယ်။ဒါလေးကပဲဟုတ်လားမလဲဆိုတော့ hurry အာကျွန်တော်တို့ရဲ့ hurry item ရှိလာလိမ့်မယ်။ အဒီကျွန်တော်တို့ထည့်မယ်အာ add item ပေါ့နော်အတိထည့်လိုက်တဲ့ additional item သူ from မှာထည့်တဲ့အတွက်သူဒီအပေါ်ဆုံးရောက်လာနေပြီးရင်ကျွန်တော်ဒါလေးကို exif ပြန်ပိတ်လိုက်ပြီးရင်ပြန် run ကြည့်လိုက်မယ်ဒါဆိုရင်အပေါ်မှာ title ရပြီပြီးလို့ရှိရင်အာ title ဟောပေါ့ code code ရဲ့ information တွေရဲ့ title ပေါ့ပြီးလို့ရှိရင်အောက်မှာရှိတဲ့ information တွေလာပြီအော်ဒီနေ့ ਨੇ exif ကိုကျွန်တော်တို့က information တွေပို့တယ် okay ပြီးတော့ဒီအချိန်နေမှာကျွန်တော်မလုပ်ချင်တာလဲဆိုတဲ့အခါကျတော့ဝင်လာတဲ့ information တွေဒီ user အ element id ရဲ့အနေအများပေါ်မူတည်ပြီးသူကစီပေးတာကျွန်တော်က element id နဲ့မစီချင်ဘူး level နဲ့စီချင်တယ်ဆိုရင်ကျွန်တော်တို့ဘာလုပ်ကြမလဲအဲ့ဒါလေးပေးလိုက်မယ်အဲ့လိုစီဖို့အတွက်ကဘာလုပ်လဲဆိုတဲ့အခါကျတော့ကျွန်တော်တို့က sort လုပ်တယ် sort နည်းတွေမျိုးမျိုးရှိတယ် အလွယ်ဆုံးနည်းဒီမှာကျတော့ကျွန်တော်တို့ clockwork ဆိုတဲ့ package ထဲမှာပါပြီးသား list of sort list of list ဆိုပြီးတော့ပါတယ်အဲဒီကောင်လေးသုံးမယ်အဲဒီကောင်လေးသုံးဖို့အတွက်ဒီကျွန်တော်တို့ clockwork ဆိုတဲ့အာ package install လုပ်ထားဖို့လိုမယ်တကယ်လို့မလုပ်ရသေးဘူးဆိုရင်ဟောဒီ package အောက်မှာ search for ရပက်ကေ့ဆိုပြီးတော့ရှာပြီးတော့အဲ့ထဲမှာခုန clockwork ဆိုတာလေးရိုက်ထည့်ပြီးတော့အဲ့ဒီကောင် install လုပ်လိုက်ပါနော် okay အဲ့တော့ဒီတော့ list dot sort list of list ဆိုတော့ရလာပြီ အဲ့တော့သူ့ကိုဘယ်နေရာကနေ arrange လုပ်မလဲဆိုတဲ့စကားပြောတယ်အသူ့ကို arrange လုပ်ဖို့တဲ့နေရာဒီကျွန်တော်တို့ transpose မလုပ်ခင်နားကနေပြီးတော့စလုပ်ဖို့လုပ်မယ်အဲ့တော့ဒီ list ကဒီကိုဝင်ဒီအတားဒီကိုထွက်အတားဒီဒီ sequence ဒီ arrangement အဲ့မှာမှာ sort index ပဲ index ကိုတုံးမှာဒီထဲမှာရှိတဲ့ index 0လား1လား2လား3လား4လားပေါ့ကျွန်တော်တို့ level ဖြစ်တဲ့အတွက်1ကိုတုံးနေတာဆိုတော့ code block လေးနဲ့ပဲ1လို့ရိုက်ထည့်လိုက် ပြီးရင် sort လုပ်လိုက်ဟာပြီနော် case insensitive default appear fault order descending fault ကျွန်တော်အဲ့တိုင်းထားလိုက်မယ်တကယ်လို့ကိုကဒီ descending ကို true လုပ်လိုက်လို့ရှိရင်ကျွန်တော်1 2 3မဟုတ်ဘဲနဲ့3 2 1ဖြစ်သွားမှာပေါ့နော်အဲ့လိုလုပ်ချင်တယ်ဆိုရင်တော့ boolean သုံးပြီးတော့ true လုပ်လိုက်ပေါ့ okay အဲ့တော့ဒါရပြီဆိုရင်ဒီ information တွေကိုထိုအပ်တွေကိုထွက်ပြီးကျွန်တော်ပြန် run လိုက်မယ်အဲ့ဒီဇာတ်ထဲမှာမြင်ရတဲ့အတိုင်းပဲ level ကနေပြီးတော့1 2 3 4စီးသွားပေးလိမ့်မယ် အဲ့တော့တကယ်လို့ကိုက level နဲ့အာ sort မလုပ်ချင်ဘူးကိုလုပ်ချင်တာဒီဆိုတော့တခြား information နဲ့ဆိုလို့ရှိရင်အဲ့ဒီရဲ့ index number တိဖို့လို့မယ်ဒီ index number အဲ့ဒီ index number တွေရိုက်ထည့်လိုက်ရင်သူဒီအဆင်ပြေသွားလိမ့်မယ်အဲ့တော့ဒါဒီအာကျွန်တော်တို့ revit ထဲမှာရှိတဲ့ element တွေကို dynamo ကနေပြီးတော့ကျွန်တော်တို့ category လိုက် extract လုပ်ချလိုက်တယ် inform လိုချင်တဲ့ information တွေကို extract လုပ်တယ်အဲ့ဒီ information တွေကိုမှကျွန်တော်တို့ကကျွန်တော်လိုချင်သလို season ပြီးတော့ list ပုံစံမျိုးအနေနဲ့ excel sheet ကိုပို့တယ် excel ရောက်တဲ့ခါကျတော့မှကျွန်တော်ကလိုသလို season မယ်ဆိုတော့ parameter တွေရဲ့ total လိုချင်တယ်ဘာ area တွေရဲ့ total လိုချင်တယ် volume တွေရဲ့ total လိုချင်တယ်ဆိုရင်တဲ့ excel မှာဆက်ပြီးတော့လိုလိုသွားမှာပေါ့ဒီမှာဆိုတော့အာကျွန်တော် information တွေကိုလိုလိုလိုရမယ် channel ကြည့်လို့ပေါ့နော်တဟိုတခြား engineering process တွေကိုဆက်ပြီးတော့တွားလို့ရမယ်ဆိုတဲ့အကြောင်းလေးပေါ့နော်ဒါဒီပါလဲဆိုတော့ right to exit ရဲ့အသုံးလေးကိုတင်ပြဆွေးနွေးသွားတာဖြစ်တယ်ဒီအသုံးဒီ video ရဲ့အချုပ်အပြင်ပြောမယ်ဆိုရင်တော့အဓိကအရေးကြီးတဲ့အချက်ဒီပါရှိမယ်ဆိုကျွန်တော် sorting လုပ်တဲ့အခါမှာသုံးတဲ့ hori notes အတွက် cloud work ရှိဖို့လိုတယ်ကျွန်တော်တို့ information တွေကို list လုပ်ပြီးတဲ့အခါမှာဒီ information တွေရဲ့ title တွေထည့်ခြင်းနဲ့ list or add item to front ဆိုတာထည့်လို့ရတယ်တကယ်လို့ list item to end လို့ဆိုတာထည့်လို့ရှိရင်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီ title မဖြစ်ဘဲနဲ့ footer အနေနဲ့ဖြစ်သွားမှာပါနော်အဲ့တော့နောက်ဆုံးအနေနဲ့ဆိုလို့ရှိရင် hori file name နေရာမှာ file name ကိုပေးတဲ့အခါမှာ hori extension လေး excel ရဲ့ extension ကိုထည့်ဖို့မမေ့ပါနဲ့အဲ့ဒီ flow information ဆိုတာပဲအောက်မှာရှိတယ်ဆိုတဲ့အခါကျတော့ flow information ဒီ sorry information မပြောင်းတော့ဘူးကောလာမပြီးတော့ဒါလေးကိုဖွင့်ကြည့်လိုက် ကျွန်တော်တို့ holy sheet ရနေမယ်ဒီ flow information ဒါဒီဘယ်အထွက်လာလဲဆိုတော့ကျွန်တော်တို့ holy ပေးခဲ့တဲ့ဒီ information ဒီ information အရာကျွန်တော်တို့ရဲ့ sheet name ကိုဖြန့်နေပေးတာဖြစ်ပါတယ်0 step uh step row နဲ့ step column ကို0ပေးတဲ့အကြောင်းရင်းဒီ holy a0 ရဲ့ holy left upper corner ဒီ point မှာပေးခြင်းလို့ဖြစ်တယ်ဒီကလို့ကျွန်တော်တို့1ပေးလိုက်ရင်ဘာဖြစ်သွားမလဲဆိုစမ်းကြအောင်နော်ဒါလေးကိုပေးလိုက် ကျွန်တော်တို့ information true လုပ်မယ်ပြီးလို့ရှိရင်ဒါကို one ပေးမယ်ဆိုတော့ပြီးရင် run ကြည့်ဒါဆိုလို့ရှိရင်သူဒီဒါဒီ one column တွေနဲ့ one row တွေနဲ့ one ဖြစ်တဲ့အတွက်သူဒီ one column one row ချန်ပြီးတော့ table တကူဖန်တီးပြီးတော့တွေ့ရမယ်ကျွန်တော်ခုန true လုပ်လိုက်တဲ့အတွက်ဘာဖြစ်သွားလဲဆိုတော့ information တွေအလုံး override လုပ်သွားတယ်တကယ်လို့ for လုပ်ပြီးတော့ကျွန်တော်ဒီ information ကို zero ထားရင်ဘာဖြစ်မလဲ run ကြည့်လိုက် တော့ဘာဖြစ်လဲဆိုတော့ဒီမှာ volume မှာ information ထပ်ပို့သွားတယ်တွေ့လားအဲ့တော့ဒီမှာ information တွေလည်းပို့သွားတယ်ဒါလို့ override မလုပ်ဘူးဆိုရင်သူဒီအာ update ဖြစ်တဲ့ information ကိုပဲသူကဒီပေါ်မှာ replace လုပ်ပြီးတော့ channel information ကိုဖြတ်မှတ်သွားအောင်အဲ့တော့ဒီ true နဲ့ false ဒီအာကိုရဲ့ lower chip ပေါ်မူတည်တယ်ကိုတခါတလေစီစဉ်ပြီးသား arrange လုပ်ပြီးသားဟာလေဆိုလို့ရှိရင်တချို့ကိစ္စတွေမှာကျွန်တော်တို့ဒီ totally override လုပ်ဖို့မလိုဘူး information update လုပ်အောင်တတ်တတ်ပဲဆိုရင်ကျွန်တော်ဟောဒီ for နဲ့တွားလို့ရတယ် တကယ်လို့ totally replace လုပ်ချင်တဲ့ခါမျိုးကြရင်တော့ true နဲ့သွားပြီးတော့ run live ဖို့လို့တယ်ဒါဆိုရင် totally replace ပေါ့အာ refresh fresh file ရမယ်ဒါပဲ okay အဲ့ဒါဒါကတော့ကျွန်တော်တို့ right to exam ရဲ့အာအသုံးပြုပုံလေးကိုတင်ပြဆွေးနွေးသွားခြင်းဖြစ်ပါတယ်ကျွန်တော်နောက် video click ကြလို့ရှိရင်တော့ right to exam နဲ့မကပဲနဲ့ exam ကနေပြီးတော့ information တွေကို fail up လုပ်ပြီးတော့ revit ထဲကိုပြန်ပြီးတော့ replace လုပ်တဲ့အကြောင်းလေးကိုတင်ပြဆွေးနွေးသွားပါမယ်အားလုံးကျေးဇူးတင်ပါတယ်